ဒီနေ့မှာတော့အမျိုးသားတွေရဲ့ယောဂါ၃မျိုးကိုပြန်လည်ပြီးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပြောပြပေးမယ့်အမျိုးသားတွေနဲ့ပတ်သက်တဲ့ကျမ်းမာရဲ့အကြောင်းအရာလေးကတော့ယောက်ျားလေးတွေရဲ့ယောဂါ၃ခုအကြောင်းပဲဖြစ်ပါတယ်ဒီယောဂါ၃ခုကလည်းတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိနေတဲ့အတွက်ကြောင့်မလို့အမျိုးသားတိုင်းသိကိုသိရမယ်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်ယောက်ျားတွေရဲ့ယောဂါ၃မျိုးထဲမှာပထမအိုးဆုံးအချက်ကတော့ တုတ်လက်မြန်တာဖြစ်ပါတယ်။အမျိုးသားအများစုဟာကိုယ့်ရဲ့အင်ထောင်ဖက်အမျိုးသမီးကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရေစာချစ်သူကိုပဲဖြစ်ဖြစ်သူတို့နဲ့အတူနေတယ်လင်းစစ်ဆန်တဲ့အချိန်မှာစောလင်စွာပြင်းမြောက်သွားတာဟာတုတ်လက်မြန်တယ်လို့ခေါ်ပါတယ်။တုတ်ရည်ဟာစောစောစစ်စစ်ထွက်သွားတာဖြစ်ပါတယ်။တချို့တော့အမျိုးသားတွေဆိုရင်3မိနစ်တောင်မပြည့်ဘဲနဲ့တုတ်လက်သွားတာတွေ့ရတတ်ပါတယ်။ ဒီလိုမျိုးလိုနာတွေကိုတုတ်လွတ်မြန်တာ ဖြစ်ပြီးတော့ယောက်ျားတွေရဲ့ယောဂါတစ်မျိုးပဲဖြစ်ပါတယ်အဲ့တော့တုတ်လွတ်မြန်ခြင်းကြောင့်အမျိုးသားတွေဟာကြာလာတော့ကိုဟာကိုစိတ်သက်သာလာကြတယ်ကိုဟာကိုယုံကြည်မှုအားနည်းလာကြတယ်ကြာလာတဲ့အခါမှာအင်ထောင်ကြီးပြဿနာတွေပါစတင်ပြီးတော့ဖြစ်ပေါ်လာတတ်ပါတယ် အဲ့ဒီတော့တုတ်လမြင်တာဟာအမျိုးသမီးတွေအတွက်လည်းအင်ထောင်ကြီးဒုက္ခအပြစ်အဝမပေးနိုင်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာတချို့သောလူနာတွေမှာအင်ထောင်ကွဲတဲ့အဖြစ်ဖြစ်တာကိုတွေ့ရပါတယ်။ဒီအတွက်ကြောင့်မလို့တုတ်လမြင်တာကိုလုံးဝမပေါ်တင်ဘူးလို့ပြောချင်ပါတယ်။တုတ်လမြင်တာဟာကိုယ်တရင်ပြုတ်ကင်းအောင်ကိုယ်တလို့ရတယ်လို့ပြောချင်ပါတယ်။တချို့သောသူတွေမှာတုတ်လမြင်တာကိုကိုယ့်ရဲ့စိတ်နဲ့ကြိုးစားပြီးတော့ထင်းမယ်ဆိုပြီးတော့ပြောလိပြောထားရှိပါတယ်။ ဒါတွေကတော့အမျိုးသားတွေအားလုံးကြားမှာအမြဲတမ်းပြောနေတဲ့အချက်ကတော့မိမိစိတ်ကိုထိန်းချုပ်ထားခြင်းဖြင့်တုတ်လွတ်မထွက်အောင်ထိန်းရယ်ဆိုပြီးတော့ကြိုးစားကြပါတယ်ဘယ်လောက်ပဲကြိုးစားကြိုးစားစိတ်ကိုတော့ဘယ်လောက်ပဲထိန်းထိန်းတုတ်လွတ်မြင်တဲ့ယောဂကိုခံစားနေရသူတွေကတော့စိတ်ကိုဘယ်လောက်ပဲထိန်းထိန်းထိန်းလို့မရဘူးပေါ့နော်လက်ရှိဗီဒီယိုကြည့်နေတဲ့အမျိုးသားတွေအတိအဆုံးပဲဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ် ဒီအတွက်ကြောင့်မလို့သူ့လိုမြန်တာကိုတိကျသေးချာတဲ့ကုသမှုခံယူပါလို့ပြောချင်ပါတယ်။ဒုတိယချက်အနေနဲ့လင်တန်ထောင်မှတ်မှုအားနေခြင်းနံပါတ်1ကတော့အမျိုးသားတို့ရဲ့လင်တန်ထောင်မှတ်မှုအားနေတဲ့ပြဿနာဖြစ်ပါတယ်။မှန်ပါတယ်။ဒုတိယအများဆုံးယောဂဖြစ်တဲ့ပြဿနာကတော့လင်တန်ထောင်မှတ်မှုအားနေတဲ့ပြဿနာပါ။တချို့သောသူတွေဟာသုတ်လွတ်မြန်ပြီးသွားလို့ တေချာကုဒမှုမခံယူရင်နောက်ပိုင်းမှာလည်းလိန်တန်ထောင်မှမှုအားနေတဲ့ပြဿနာကိုနောက်ဆက်တွဲအနေနဲ့ဆက်လက်ခံစားနေရတာကိုတွေ့ရပါတယ်အရှိမပြောခဲ့သလိုဒီယောဂသုံးခုကတစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိပါတယ်။လင်တန်ထောင်မှတ်မှုအားနေတဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဘလို့ပဲလင်ဆက်ဆန်ဖို့ကြိုးစားကြိုးစားလင်တန်မထောင်မှတ်တဲ့အတွက်ကြောင့်ဘလို့မှလင်ဆက်ဆန်လို့မရတဲ့အဆင့်ထိဖြစ်သွားပါတယ်။တုတ်လမြင်တာကလင် တန်းထောင်မှတည်တဲ့အတွက်ကြောင့်လင်းစစ်ဆန်လို့ရသေးတယ်ဆိုပေမဲ့နောက်ပိုင်းမှာလင်းတန်းထောင်မှမူအားနေတဲ့ပြဿနာပါစတင်ပြီးတော့ဖြစ်ပေါ်လာပြီဆိုရင်လင်းစစ်ဆန်လို့မရတော့တဲ့အခြေဖြစ်တတ်ပါတယ်ဒီအချိန်မှာပူပြီးတော့အင်ထောင်ကြီးမှာအထီအခိုက်ပိုများလာပါနိုင်ပါတယ်အဲဒီတော့လင်းတန်းထောင်မှမူအားနေတဲ့ပြဿနာကို ဖြစ်တဲ့အခါကျရင်အချို့သောသူတွေဟာတပွဲတူစီရွေးတောက်တုံးနေတာကိုတော်တော်များများတွေ့လာရပါတယ် အဲ့ဒီတပွဲတူစီတွေဟာဆရာဝန်နွန်ကြားချက်မဟုတ်ပဲနဲ့ဒီတိုင်းရှောက်တော့တာကိုလုံးဝအားမပေးပါဘူးเนาะအထူးသဖြင့်ဒီလိုမျိုးစီတွေတောက်မယ်ဆိုရင်တည်တည်ချာချာစစ်စီးမှုခံယူသင့်ပါတယ်အထူးသဖြင့်စစ်စီးရမယ့်ဥစ္စာကတော့နှလုံးဖြစ်ပါတယ် တချို့သောဆေးတွေဟာနှလုံးရောဂါကိုဆူရွစွာထိခိုက်နိုင်တဲ့အတွက်ကြောင့်မလို့အရင်အရင်လူနာတွေမှာအတွေ့အကြုံဖြစ်ခဲ့တာကတော့တချို့တွေဆိုရင်လင်ဆက်ဆန်နေရင်တန်လန်တဲ့အသက်အန္တရာယ်ဖြစ်သွားတဲ့အထိဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာဝန်ညွန်ကြားချက်မပါဘဲနဲ့တပွဲသူဆေးတွေကိုလည်းမတောက်ပါနဲ့လို့ကျွန်မအနေနဲ့အကြံပေးလိုက်ခြင်းပါတယ်။ပြီးတော့တတိယချက်အနေနဲ့လင်တန်သေးသွားတဲ့ယောဂါပေါ့နော်။ လင်တန်တည်သွားတဲ့ပြဿနာဟာယောဂဖြစ်ပါတယ်။လင်တန်ထောင်မှတ်မှုအားနည်းတဲ့ပြဿနာကိုတေချာမပူတာဘူး။အဲ့ဒါကနေနောက်ဆက်တွဲပါတွေထပ်ဖြစ်လဲဆိုရင်တော့ နောက်ပိုင်းလင်တန်တီးသွားတဲ့အခြေဖြစ်တတ်ပါတယ်။တုံးခုလုံးကဆက်ဆက်မှုရှိနေတဲ့အတွက်ကြောင့်မလို့တုတ်လွတ်မြန်ပြီးရင်လင်တန်ချောင်းမှန်းမှုအားနေမယ်။နောက်ပိုင်းလင်တန်တီးသွားတဲ့အခြေသစင်ပြီးသစင်ဖြစ်လာတာကိုတွေ့ရပါတယ်။အဲ့ဒီတော့လင်တန်တီးတဲ့အခါကျရင်တော့အမျိုးသားတွေပို့ပြီးတော့ depression လို့ခေါ်တဲ့စိတ်ကြမှုယောဂါပို့ပြီးတော့ဆိုးပါတယ်။အထူးသဖြင့်ကိုဟာကိုယုံကြည်မှုလုံးဝမရှိသလောက်အားနေတော့တတ်ပါတယ်အဲဒီတော့လင်တန်ထောင်မှန်မှုအားနေတဲ့ပြဿနာ ကိုလင်တန်သီးသွားတဲ့ပြဿနာရောတုတ်လွတ်မြန်တဲ့ပြဿနာတွေကိုပါတည်တည်ချာချာကုသဖို့လိုပါတယ်နော်ဒီချက်သုံးလုံးကအဓိကပါနဲ့တက်ဆိုင်မှုရှိလဲဆိုရင်တော့မြားတော်အဖြစ်အမျိုးသားဟော်မုန်းလို့ခေါ်တဲ့ testosterone နဲ့လည်းအဓိကတက်ဆိုင်မှုရှိနေတာကိုတွေ့ရပါတယ်ဥပမာတချို့သောအမျိုးသားတွေမှာ testosterone အားနည်းသွားတဲ့အတွက်ကြောင့်တုတ်လွတ်မြန်တာတွေတွေ့ရတတ်ပါတယ် လင်းတန်ထောင်မှတ်မှုအားနည်းရာတွေဖြစ်ရတတ်တယ်လင်းတန်သီးသွားတာကိုပါ ဖြစ်သွားတတ်ပါတယ်လူနာတိုက်ကတော့မဟုတ်ပြီမဲ့တချို့တော့လူနာတွေမှာအဲ့ဒီလိုခံစားနေရတာဟာအမျိုးသားဟော်မုန်းအားနည်းတဲ့အခါမှာတွေ့ရပါတယ်အဲ့ဒီတော့အမျိုးသားတွေကဟော်မုန်းအားနည်းတဲ့အခါကျရင်ဘလူလက္ခဏာတွေပြတ်တက်လဲဆိုရင်တော့အထူးသဖြင့်ကိုကတဏီကုံတဏီခန်းနှုံနေတယ်အာမရှိတယ်လို့ခံစားရတယ်အမြဲတမ်းမိုက်တွေနေတတ်တာတွေရပါတယ် အရင်လိုမျိုးတက်တက်ကြွကြွစိတ်ကတက်ကြွမှုမရှိတော့ဘူးပေါ့နော်အဲ့ချင်နေတယ်အများရန်ပင်ပန်းနေတယ်လို့ခံစားရတတ်ပါတယ်အဲ့ဒါတက်စတိုတီရိုန်အားနည်းတဲ့ပြဿနာကြောင့်ဖြစ်ပါတယ်ဒီအတွက်ကြောင့်အမျိုးသားတိုင်းတိကိုသိရမယ့်အချက်၃ချက်ကိုလုံးဝလက်မလွတ်တမ်းသိထားဖို့လိုပါတယ်လို့ပြောချင်ပါတယ်အကယ်၍ဒီအချက်၃ချက်ထဲမှာတစ်ချက်ချက်နဲ့ကိုကညင်နေပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့အသေးစိတ်ကုသမိုးခံယူပါလို့အကြံပေးချင်ပါတယ်။နောက်ဆုံးအနေနဲ့အမျိုးသားတွေတတိထားရမယ့်အချက်လေးတွေပြောချင်ပါတယ်။တဲ့ရဲ့ငေးလေးကျမရဲ့အတွက်ပါဘာဖြစ်လို့လဲဆိုရင်တော့ နေ့စဉ်ဘဝမှာလုံမိတဲ့အကျဉ်းဆိုးတွေကအမျိုးသားတွေရဲ့ငေးလေးတမ်းပါမှုကို ကြအစင်းစေတာသူးသွားစေတာအခက်မသိရင်ပန်းတီပန်းညွတ် ဒါအခြေဖြစ်နိုင်ပါတယ်သတိထားရမယ့်အချက်တွေကတော့နံပါတ်၁ချက်အနေနဲ့အလွန်အကျွံအာသာဖြစ်ခြင်းအလွန်အကျွံအာသာဖြစ်ခြင်းကနာရာရှိရာပြန်ပန်းလွနဲ့ခြင်းပြီးတော့လင်းစိတ်ကြအစင်းချင်းတွေဖြစ်တတ်ပြီးအဲ့လိုထက်တလဲလဲဖြစ်ရာကနေညီလေးချောက်တွေ့တာမျိုးထောင်မတ်ခြင်းကမောက်ကမဖြစ်ခြင်းတို့ဖြစ်နိုင်ပါတယ်နော်နံပါတ်၂ချက်အနေနဲ့စိတ်လေးတောက်ခြင်းစိတ်လေးတောက်ခြင်းကသွေးကြောတွေကိုကျင်းစေတဲ့အတွက် င်းရဲ့ညီလေးရဲ့သွေးလေပတ်မှုကိုချက်ဆင်းစီပြီးတော့ထောင်မချိန်မှာသွေးတွေစစ်စင်တာကို ထောင်မလာတာဖြစ်လို့သွေးသိပ်မစင်းနိုင်ရင်အရွယ်အစားနဲ့မာကျောမှုအပေါ်ကို အများကြီးသိပ်ရောက်မှုရှိနိုင်ပါတယ်။နံပါတ်3အနေနဲ့အရက်တောက်ခြင်းအနောက်တိုင်းသူတည်သနာတစ်ခုမှာအလွန်အကျွံအရက်တောက်ခြင်းကအမျိုးသားလိင်အင်္ဂါချုပ်ယွင်းမှုရဲ့အကြီးအကအကြောင်းအရင်းဖြစ်တယ်လို့ဆိုထားပါတယ်။ အရက်အလွန်အကျွံတောက်တဲ့အခါမှာငီလေးထောင်မှနိုင်ဖို့အာယုံကြောတွေအားနေသွားတာမို့လို့လုံလုံလောက်လောက်မထောင်မှနိုင်တာခဏလေးနဲ့ပြန်ချသွားတာအထွတ်အထိပ်ကိုမရောက်နိုင်တာကို ဖြစ်စေပါတယ်။နံပါတ်၄ချက်အနေနဲ့မာယွန်းတဲ့စားတောက်ပုံပေါ့နော်။ပီဇာတို့ဘာဂါတို့စသဖြင့်အတင်းစားလို့ရတဲ့အစားအစာတွေကအဝအလွန်ချင်းနဲ့အများကြီးသက်ဆိုင်တာ အားလုံးပဲသိထားပြီးသားပါ။ အဲ့ဒီအစအစာတွေမှာပါတယ်ဒါတို့ပစ္စည်းတွေပုံမှန်ထက်လွန်တဲ့ကဲတဲ့အချူအငန်ကယ်လိုရီဓာတ်တွေကြောင့်အဝလွန်ချင်းနဲ့တခြားကျန်းမာရေးချိုးယွင်းမှုတွေဖြစ်ပေါ်ပြီးအဲ့ဒါကလည်းလိမ်ပိုက်ဆိုင်ရာစွမ်းဆောင်နိုင်မှုတွေကို အချိုးတယောက်စီလို့တတ်နိုင်တဲ့၍ fast food တွေတိတ်မစားတာပိုကောင်းပါတယ်ပတ်ငါချက်အနေနဲ့အကစားမလုပ်ချင်းပေါ့နော်အကစားမလုပ်ရင်ကိုခန္ဓာထုတ်သေး နွင်ကင်ဆိုတဲ့ body mass index ကတိုးလာတဲ့အခါယောက်ျားဟော်မုန်းဖြစ်တဲ့ testosterone ထုတ်လွန်မှုကိုအနောက်အဆက်ပေးတဲ့အတွက်ကြောင့်ဟော်မုန်းအားနည်းခြင်းကအသင်းရဲ့လင်ပိုက်ဆရာလို့ဆောင်မှုတွေကိုချက်ဆင်းသွားစေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်